သက်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့စီစဉ်လေးမစားခင်မှာ channel subscribe လုပ်ဗီဒါခေါင်းလောက်နှိပ်ပြီးတော့ဒီပြန်လေးဖွင့်ကြည့်ပေးကြပါလို့မြေတားရခင်ဗျာစီဒီမှာဆက်လက်ပြီးတင်ဆက်ပြီးသွားမှာကတော့ဒီ channel မှာလွန်ခဲ့တဲ့ရပိုင်းနဲ့အပိုင်းစတင်နဲ့တင်ဆက်လာခဲ့တဲ့2025ခုနှစ်ကနေ Netflix ကထုတ်လွှင့်ခဲ့တဲ့ One Life Gives You Tangerines ဆိုတဲ့ drama series အသစ်ကားလေးပဲဖြစ်ပါတယ်ဆိုတော့ဒီစကားတွေမှာတော့ IU နဲ့ပတ်ပုတ်ကန်းတို့ပါဝင်ထားတယ်1960အခြေပြု အချစ်ဇလန်ကားလေးလည်းဖြစ်တယ်ဒါကြောင့်မို့လို့ဒီလိုဇကားတွေကိုကြိုက်တဲ့သူတွေအတွက်တကူတကတိဆက်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့မကြည့်ရသေးဘူးဆိုရင်အပိုင်း၁ကနေပြန်ဆားသွားကြည့်လို့ရပါတယ်ကျွန်တော်တင်ဆက်နေရတော့ဇာသိန်းကနီးပြီဗျဒီနေ့မှာဆိုတော့အပိုင်း၁၄ဖြစ်ပါတယ်တူတူကြည့်ရှုခန်းစားလိုက်ကြအောင်ပါခင်ဗျာဒီပိုင်းမှာတော့အဲဆုံးကအချုပ်ခန်းထဲကသားကိုကြည့်ပြီးတော့စိတ်ညစ်နေပါတယ်ပြီးတော့အဲဆုံးကဘာလို့ချောင်းကအုံးမြောင်းမှာအကုန်ပုံချပြီးတော့ ထွက်ပြေးသွားတာလဲလူတွေးနေခဲ့ပါတယ်။အဲဆုံးကတော့ချုံဟာအစာကလေးကအကုန်ထားပြီးတော့ထွက်ပြေးဖို့အပေါင်းဆိုင်ကိုဖြန့်ခဲ့တာပဲလို့ပြောပါတယ်။အဲတော့အဲဆုံးကတော့အရင်ကလေးကချုံကိုသဘောမကျတာဗိတ်ကြီးဖြစ်နေလို့မဟုတ်ပဲအချင်းစရိုက်ကိုမကြိုက်တာလို့ပြောလိုက်ပါတယ်။ပြီးတော့ချုံကလွန်ခဲ့တဲ့၁၀နှစ်တုန်းကသူတို့အိမ်ကိုလာပြီးတော့ဂွမ်ရှိရဲ့ဝါရှာရီကိုခိုးသွားတာလို့ပြောလိုက်ပါတယ်။အဲစကားကိုကြားပြီးတော့အခုမှသိလိုက်တဲ့ဂွမ်ရှိကတော့အန်အောလို့နေပါတယ်။အဲတော့ကချုံကကလေးပုံစံသာရှိပေမဲ့ပစ္စည်းတွေအပြည့်ပါနေတာကိုတွေ့လိုက်ရတာပါ။ ။ဦးမြောင်တော့အခုမှဒီအကြောင်းတွေပြောလဲဘာမှမထူးတော့ပါဘူးလို့အမေဖြစ်သူကိုပြောလိုက်ပါလေ။ပြီးတော့အခုကလည်းတခြားယာရီထက်ဘူချောင်းလို့ခေါ်တဲ့ဂျိုးဆုံးခေပန်းဝန်လိန်လဲမှုကပြဿနာပဲလို့ပြောလိုက်တာပါ။ပစ္စည်းအစစ်မှန်ဖြစ်ကြောင်းကိုစစ်တဲ့စီကလည်း90မီလန်ရတယ်ဆိုပြီးပြောတာလို့ဦးမြောင်ကပြောလိုက်ပါလေ။အဲဆွမ်းတော့ရှာကြီးနေငယ်ငိုယိုနေပြီးတော့ဘာလို့အပေါင်းဆိုင်မှာမှဖြစ်ရတာလဲလို့ပြောနေခဲ့ပါလေ။ဒါပေမဲ့ဦးမြောင်တော့အပေါင်းဆိုင်အပြစ်မဟုတ်ပဲ IMF အပြစ်ပဲလို့ပြောလိုက်ပါလေ။အဲ့လို IMF တက်လာတာကြောင့်အကျွေးဝယ်ကပြဿနာတွေပြန်လာပြီး ျော်စေးလှုပ်ပေးနေတော့ဘသူကအပေါင်းဆိုင်လာမှလဲလို့အုံးမြောင်းပြောလိုက်ပါလေ။ကွမ်ရှိကဒါရီအားလုံးကလောဘတက်တဲ့သူ့ရဲ့သားကြောင့်ဖြစ်ရတာလို့ပြောလိုက်ပြီးအပြစ်တင်နေခဲ့ပါလေ။ဒါပေမဲ့အုံးမြောင်းကတော့သူကအဖေဖြစ်သူလို့မနေချင်တာကြောင့်သာအခုလိုလုပ်ခဲ့တာဖြစ်ပြီးငွေကြေးကိုလည်းပိုင်ဆိုင်သင်းတဲ့လောက်ဆိုတာကိုမကြိုက်ဘူးလို့အော်ပြောလိုက်ပါလေ။ပြီးတော့အုံးမြောင်းကသူ့ဖခင်နေတိုင်းပလာစတာအနံ့ကြီးဆွဲနေအောင်ကတ်လာခဲ့ပြီးသူ့ကိုတော့ဘာမှလှုပ်ပေးခဲ့ဘူးလေလို့မေးလိုက်တာပါ။တကယ်ဆိုတော့အုံမြောင်းဘွားမှာအဖေနဲ့အမေစီကနေအကောင်းဆုံးလို့ကြီးကျူးတာမျိုးမခံခဲ့ရဘူးပါဘူး။ဒါပေမဲ့အဖေနဲ့အမေကဂုံမြောင်းကိုတော့ အကုံတော်အကုံတက်တယ်လို့အများအမ်းချီးကျူးလေးရှိပါတယ်။အားကြောင့်အုံးမြောင်ကသူ့ပစံတွေလိုက်ရှာနေကြတာကသူ့အမကိုနိုင်နိုင်တာဒီနီးလန်းကလွဲပြီးတော့မရှိတော့လို့ပါပဲ။အုံးမြောင်ကတော့မိဘတွေကိုစိတ်ဆိုးနဲ့သူ့ကိုတော့ကြည်ပေးဖို့အော်ဟစ်ပြောဆိုနေပါတယ်။တကယ်တော့အုံးမြောင်ငငယ်လေးကတည်းကအကြောင်းရင်းတွေရှိခဲ့ပါတယ်။အဲဒီတော့ကအုံးမြောင်ကသူ့အမကိုကြတော့မွေးနေလှုပ်ပေးပြီးသူ့ကိုတော့မလှုပ်ပေးတဲ့အမေကိုကြစ်တိုက်နေပါတယ်။အဲဆိုတော့ခေါင်းရံကိုက်နေတာကြောင့်သာသူ့သားကိုဂယူးမဆိုင်နိုင်ဖြစ်နေတာပါ။ဒါမဲ့အုံးမြောင်တော့ခေါင်းကိုက်လို့အိတ်နေတဲ့သူ့အမေကိုအတင်းနှိုးပြီးတော့သူ့အတွက်စံကိတ်လုပ်ပေးဖို့အော်ဟစ်ငိုယုံနေပါတယ် ိုင်နောက်မှာတော့ဘွားဖြစ်သူကအုံးမြောင်းကိုအိမ်နောက်ဘေးကိုခေါ်ပါတယ်တကယ်တော့ဒုံမြောင်းဆုံးသွားတာကအုံးမြောင်းမွေးနေပြီလို့၃ရက်မြောက်နေပါပဲအားကြောင့်ဘွားဖြစ်သူကတော့အုံးမြောင်းကိုတေးချာရှင်းပြပြီးမွေးနေမရှိလို့နေသွားဖို့ဖြောင်းဖြားနေပါတယ်ဒါပေမဲ့အုံးမြောင်းတော့လက်မခံနိုင်မဲ့အော်ဟေးငိုယုံနေတာကြောင့်အဖေဖြစ်သူကအပြေကိုခေါ်သွားခဲ့ပါတယ်အဲနောက်ဂုံမြောင်းကကလေးလေးအုံးမြောင်းနားလည်နိုင်အောင်သူတို့မိဘတွေဖြစ်နေရတွေကိုရှင်းပြပါတယ်ပြီးတော့ဂုံမြောင်ကသူ့မောင်လေးအုံးမြောင်းကိုတောင်းအောင်တက်အောင်လုပ်ပြီးတော့မိဘတွေဟာကွက်ကိုဖြည့်ဆည်းပေးဖို့ရှင်းပြပါတယ် အဲ့လိုနဲ့အုံမြောင်းလေးသူ့အစွမ်းစားနေသူစူးစမ်းပြီးတော့အမေဖြစ်သူကိုမျက်နှာလှုပ်ပါတော့တယ်။ဒါမှဘလို့ပဲလှုပ်လို့အမဖြစ်သူကပို့ပြီးတော့တော်နေရာကြောင့်အုံမြောင်းအနေနဲ့ကြော်ဖို့ခန့်နေခဲ့ရပါတယ်။အဲ့နောက်မှာတော့အမေဖြစ်သူကထမင်းမှုထုတ်ရမယ့်ယောက်ျားနဲ့သမီးကြီးတို့ဝတ်သားပြားကြော်ရီထည့်ပေးနေပါတယ်။အုံမြောင်းနဲ့အဲဆုံးကတော့ထုတ်ပြီးပိုရာပြေးစားရတာကြောင့်အုံမြောင်းကစိတ်ဆိုးနေပါတယ်။ဒါမှအုံမြောင်းတော့လက်မခံပဲဘူးတဲ့ဝတ်သားပြားကြော်၃ဦးလောက်ကိုတူနဲ့ထိုးပြီးတော့ခတ်သွက်သွက်နှိုက်စားပစ်လိုက်ပါတယ်။ရွယ်ရောက်လာတဲ့ခါမှလည်းအုံမြောင်းမှာအဖေနဲ့မိကိုလှုပ်ပေးခြင်းနဲ့ဆန္ဒလေးတွေရှိလာပါတယ်။ ။အုံမြောင်းကဂုံမြောင်းမို့ပဲသူကသာအဖေနဲ့မေကိုလမ်းပေးဈေးမြောင်းရအောင်လှေမထွက်ရတော့အောင်လှုပ်ပေးခြင်းနေရပါ။ဒါမဲ့အမေဖြစ်သူကတော့မယုံပေးပဲဂုံမြောင်းကအုံမြောင်းလိုမဟုတ်ပဲတစ်ခါလေးတောင်ကြွားလို့မထုတ်ပဲအကုန်လုံးအရာယူပြနိုင်ခဲ့တာလို့ပြောလိုက်ပါလေ။ဒါကြောင့်အုံမြောင်းလည်းမျက်နှာပြတ်သွားပြီးတော့အဲဆွေးရမတွေးတော့ပဲပြောလိုက်တဲ့စကားကြောင့်အုံမြောင်းရင်ထဲမှာဒဏ်ရာဖြစ်သွားပါလေ။အဲကြောင့်အုံမြောင်းတော့ဗတ်လိုက်ပြီးတော့အချစ်ပေးတာရော့တာထက်မချစ်တာမှပိုကောင်းသေးတယ်လို့မိဘတွေကိုပြောလိုက်ပါလေ။တကယ်တော့အဲဆုံးကအုံးမြောင်းကိုကိုဝင်လွယ်ထားတော့ကကြောက်နေခဲ့တာပါ။အ ဒါပေမဲ့အဲဆိုကမွေးတာထက်ဒုတိယကလေးမလို့ပြိုးထောင်တာကနည်းနည်းပို့ပြီးတော့ခတ်မယ်လို့ထင်ခဲ့ပါတယ်။ကိုဝင်းနဲ့အဲဆိုကကလေးတွေလူပြိုးပြိုးပေါ်ဝင်ဘလို့များလှုပ်ပေးရပါမလဲလို့တွေးပူနေခဲ့ပါတယ်။တကယ်တော့အဲဆိုကြောင့်ဆုံးကအမေတောင်းကိုမသိလို့စိတ်ဓာတ်ပေးမိမှာကိုအကြောက်ဆုံးဖြစ်နေခဲ့တာပါ။တကယ်ကလေးသေးသေးလေးကသူ့ကိုယုံပြီးတော့ကဘာကြီးတဲ့ရောက်လာမှာမလို့ကလေးရဲ့ဘဝကိုဖျက်ဆီးပြစ်လို့မဖြစ်ဘူးဆိုပြီးတော့အဲဆိုကပြောလိုက်ပါတယ်။အဲဆိုကတော့အမေကောင်းတယောက်ဖြစ်ခြင်းကဲ့သို့သားသမီးတွေကိုအကောင်းဆုံးလှုပ်ပေးခြင်းခဲ့တာပါ။ အဲနောက်အုံမြောင်းကသူကလေးနာမည်ကို JE လို့ပေးခဲ့တာကသူတသက်လုံးနံပါတ်1မဖြစ်ခဲ့ရလို့ပဲလို့ပြောလိုက်ပါတယ်။အဲကြောင့်အဲဆုံးကဆိုင်ကြီးတင်ငင်းနဲ့ငိုပါတော့တယ်။ကွမ်းရှိလည်းမကြည့်ရတော့ပဲအဲဆုံးကလည်းဘဝမှာနံပါတ်1ဖြစ်နေခဲ့ရလို့လားလို့ပြောပါတယ်။ပြီးတော့အုံမြောင်းစားခြင်းနဲ့ဝတ်သားပြားကြုံဘဏ္ဍခုစားရတယ်ထင်လို့လဲလို့မေးလိုက်ပါတော့တယ်။အဲနောက်မှာတော့အုံမြောင်းကသူဟာအသုံးမချတဲ့သားဖြစ်တာကြောင့်အချုပ်ခန်းထဲမှာမထုတ်ပေးဘဲအပြစ်ဒဏ်နဲ့အပြစ်တက်လိုက်ဖို့ပြောလိုက်ပါတယ်။ရုံးစုကလည်းသူ့ယောက်ျားကိုထုတ်ဖို့လိုနေတဲ့ပတ်စံကိုသူ့အဖေစီမှာသွားပြီးတော့တောင်းပါတယ်။ အဖေဖေးသူကတော့ဟွန်းစုပတ်စံတပြားမှမရှိဘူးလို့သာပြောလိုက်ပါတယ်။ဒါမဲ့ဟွန်းစုကတော့သူ့ကိုပေးမယ်အမွေကိုအခုပဲပေးလိုက်ပါလို့သဘောထားဖို့အတွက်အဖေကိုပြောရမယ်အဖေဖေးသူကလက်မခံခဲ့ပါဘူး။အဲဒါကြောင့်ဟွန်းစုကတော့သူ့ကလေးဂျေးလေးကိုပြင်းမအောင်ရှိတဲ့သူရဲ့သားဖြောင့်လုံးမလားလို့မေးလိုက်ပါတယ်။ပူဆန်းကတော့အုံမြောင်းမှသာအပြစ်မရှိဘူးဆိုရင်တော့ဘာလို့ပတ်စံပေးရမှာလဲလို့ပြောပါတယ်။အဲဒါကြောင့်ဟွန်းစုကတော့ငိုယိုပြီးတော့အုံမြောင်းမှအပြစ်မရှိတာကြောင့်မိသားစုကိုကယ်ဖို့လှုပ်ခဲတာပါလို့ပြောလိုက်ပါတော့တယ်။ဒါမဲ့အဖေဖေးသူကတော့လုံးဝမလှုပ်တာကြောင့်တမိတဲ့ပတ်စံကိုပို့ပြီးတော့ အရေးကြီးနေတာလားလို့မေးလိုက်ပါလေ။အားကြောင့်ဘူဆိုင်းကီကတော့မတုံမဆိုင်ပဲပတ်ဆိုင်ကအစတရာလို့ပို့ပြီးတော့အရေးကြီးတယ်လို့ပြောလိုက်ပါတော့တယ်။ဘူဆိုင်းကီကတော့လေတကြီးဖြစ်အောင်ပတ်ဆိုင်ရှိအောင်လို့ယွန်းစုကဘာမှလှုပ်ပေးတာမဟုတ်ဘူးလို့ပြောပါလေ။ပြီးတော့လေဘူဆိုင်းကီကသူစကားနားမထောင်တဲ့တာသမီကိုမလိုဘူးလို့ပြောလိုက်သေးတာပါ။အဲဒါကြောင့်ယွန်းစုကတော့သူရောက်မှဂုံမြောင်းကိုအားကြဆုံးကွမ်းရှိလို့အဖေမျိုးရှိလို့ပဲလို့ပြောလိုက်ပါတော့တယ်။ဒါပေမဲ့ယွန်းစုကတော့သူ့ရဲ့ကံနဲ့ထပ်ပြီးတော့မွေးဖွားလာရင်တော့မရနိုင်ပဲအဖေမျိုးရဲ့တမီးဖြစ်နေတာလို့ပြောလိုက်ပါတယ်။ ကုံမြောင်တော့အိမ်မဆိုဈေးကြီးပေးဝေးရတဲ့ကားလိုမျိုးတန်မိုးထားတာလို့ဟင်းစုကပြောပြပါတယ်။ဒါပေမဲ့ဘူဆိုင်ကတော့ဟင်းစုကိုနွားလေးလောက်တောင်တန်မိုးမထားခဲ့ပါဘူး။အဲနောက်ဟင်းစုကစိတ်ဆိုးနဲ့အခန်းတကောက်အကြေးပိတ်ပစ်လိုက်ပါတယ်။ဟင်းစုအမေကလည်းပတ်စံ3900ကအဲ့လောက်အရေးကြီးလားလို့ဘူဆိုင်ကီကိုပြောနေပါတယ်။အဲနောက်ဘူဆိုင်ကီကဒီအိမ်မှာရှိတဲ့သူတွေက1100လောက်တောင်ရှာခဲ့ဘူးတာမဟုတ်လို့သူ့ကိုဘာမှလာပြောမနေဘူးပြောလိုက်တာပါ။ဟင်းစုအမေကတော့မိဘပေါ်ထားတဲ့လေးစားမှုကျေးဇူးတင်မှုနှွေးထွေးမှုတွေကတိမ်ပေါင်းတောင်းချီပေးနေအောင်ဝယ်များဘူးလို့ပြောလိုက်ပါတယ်။ အရိုင်အောင်သားသမီးရင်ကိုသာတန်ဆူးနဲ့ထွင်းရင်ဘလောက်ပေးပေးပြန်မနှုတ်နိုင်ကြောင်းပြောလိုက်တာပါရုံစုမေကသားသမီးထက်ပိုပြီးတော့တန်မိုးထားတဲ့လေဆွာကစောက်ပြီးချင်းဈေးနှုန်းတက်တာမလို့လူကတော့တည်သွားမှသာဈေးနှုန်းတက်ခံတာလို့ပြောပါလိမ့်ဒါတောင်ဘူဆိုင်ကြီးရဲ့ဘွားကဘလောက်တန်မလဲဆိုတာဒီနေ့ကစလို့မေပဲစဉ်းစားကြည့်ပါလို့ပြောလိုက်ပါတော့တယ်အဲ့ဒါမှတော့အဲဆွန်းနဲ့ဒေါ်လေးတွေဟာချောယုံမေရှိအားကိုသွားပြီးတော့တွေ့ကြပါတယ်ချောယုံမေကတော့သူ့ကိုတတ်မယ်ဆိုရင်တော့သူသားချောင်းဗမာလေးဆိုတာမပြောနိုင်ဘူးလို့ပြောလိုက်တာပါရေကုန်းသမားဒေါ်လေးကတော့ဘုံချောင်းကြောက်သားပစ္စည်းတွေက 1300တန်ပြီးတော့ဓာရီကိုချောယုံယူပြေးသွားတာကြောင့်အဲဆုံးသားကအပြေးပေးခံရတော့မယ်လို့ဝင်ပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့ချောအမေကတော့သူသားလေးနင့်နာသူပဲလို့ပြန်ပြောပါတယ်။ပြီးတော့သူသားကအုံးမြောင်းလိုလူကိုလူပေါင်းမှားပြီးတော့နင့်နာသွားလို့ပြောနေခဲ့ပါတယ်။ဒါပြင်အုံးမြောင်းအရင်ထဲကမဟုတ်တာတွေလုပ်နေပြီးအခုလဲသူများသားရဲ့တက်လန်းကိုပိတ်နေရလို့ပြောလိုက်ပါတော့တယ်။အဲဆုံးတော့ဘာမှမပြောတာကြောင့်ရေကုန်းသမားဒေါ်ရီကတော့သူတို့ရန်ဖြေမပေးနိုင်တော့ဘူးလို့သာပြောလိုက်ပါတယ်။ရေကုန်းသမားဒေါ်ရီကတော့ချောင်းကဘုံချောင်းကြောက်သားပစ္စည်းတွေရောင်းပြီးတော့ TV နဲ့ ရွှေလက်စဝယ်ထားပေးတာလားလို့မေးလိုက်တာပါရင်ကုန်းသွားအတော်တွေကချုံကအမေတူတာကြောင့်အခုလိုမှုတ်တာတွေလုံနေတာပဲလို့ပြောလိုက်ပါတော့တယ်အားကြောင့်ချုံအမေကအုံးမြောင်းကလည်းကြောင်းမပြီးသေးတဲ့အဲဆုံးနဲ့တူလို့အချုပ်ထဲရောက်နေရတာလားလို့ပြန်မေးလိုက်တာပါဒီသားကြောင့်အဲဆုံးလဲဒေါသထွက်ပြီးတော့ပြည်စည်းတွေကိုကောက်ပေါက်ပြစ်ပါတော့တယ်အဲလိုနဲ့ချုံအမေကအဲဆုံးကိုကိုထီးလက်ရောက်နဲ့ရိုက်နှက်ပါတော့တယ်အစားတော့ရင်ကုန်းသမားအတော်တွေကအဲဆုံးကိုချုပ်ထားတယ်ချုံအမေကိုဝင်ရိုက်ပေးပြီးမိအဲဆုံးကတပြေးနဲ့တပန်းသာသွားခဲ့ပါတယ်အဲလိုနဲ့အဲဆုံးကချုံအမေအင်းကြီးကိုအတင်းဆွဲပြီးတော့ ူများမျက်လုံးကနေသွေးများရဲ့အကြောင်းကိုလှုပ်ထားရင်ပြန်ပေးဆက်ရမယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့အေဆွန်ကသားသမီးတို့ကပထမဆုံးချိန်သူများစပင်ကိုဆွဲခဲ့ပြီးတော့ TV နဲ့လက်စုပ်ကိုရအောင်ပြန်ယူလာနိုင်ခဲ့တာပါ။တပတ်မှလည်းကွမ်ရှိကသားပြည့်သူတို့ဘဝမှာပထမဆုံးလှုပ်ရတဲ့အလုပ်ကိုသွားပြီးတော့လှုပ်ခဲ့ပါတယ်။အဲနောက်မှာတော့ကွမ်ရှိကပတ်စံလိုနေရာကြောင့်တရေစီမှာသွားပြီးတော့ချီးခဲ့ပါတယ်။ကွမ်ရှိလည်းဒီမှာလှုပ်နေရကြာရင်မလို့သူကိုယ်တိုင်ပင်လယ်ထဲကငါးတွေကုန်ဖမ်းပြီးမြန်မြန်ဆက်နိုင်အောင်လှုပ်မယ်လို့ပြောလိုက်ပါတယ်။ဒါမှမဟုတ်တတိကတော့ကွမ်ရှိကအသက်ကြီးမလို့ဒူးမကောင်းလို့ ပိုက်ကုံတော်မှတယောက်ထဲမှာတင်နိုင်တာကြောင့်ဘလို့လောက်ပြီးတော့ဆက်ပြီးတော့ငါးဖမ်းပါလေလို့မေးလိုက်ပါလေပြီးတော့ခက်ကပြောင်းသွားရင်မလို့အိမ်လောက်ကြီးတဲ့ဆက်ကြီးတွေနဲ့ငါးတွေကုံဖမ်းနေခက်မှာငါးသေးသေးလေးတွေကိုပြန်လှုပ်ပြီးတော့ငါးဖမ်းရာဒီကိုလိုက်နာတာဂျဲဂျူမှာကွမ်ရှစ်တယောက်သာရှိပါတော့လေကွမ်ရှစ်ကတော့ငါးနဲ့ဖြစ်ဖြစ်ခန္ဓာနဲ့ပဲဖြစ်ဖြစ်ပတ်စံတွေကိုရအောင်ပြန်ဆက်မယ်လို့ပြောလိုက်ပါလေတတိယတော့အခုလိုလေးစိတ်ကကွမ်ရှစ်ကိုပဲရှောင်နေကြတာလို့သာဒဲတူပဲပြောလိုက်ပါတော့လေအဲ့တော့မှကွမ်ရှစ်ကအခုဆိုသူသားအသက်26နှစ်အရွယ်ဆိုပေမဲ့ ူ့ဘော်ပြဿနာရှာတဲ့ကလေးဖြစ်လေဒီတိုင်းထားလို့မဖြစ်ပါဘူးလို့ပြောလိုက်ပါတယ်။အဲလိုနဲ့ကွမ်ရှစ်ကသူ့ရဲ့ကံဝတုံလေးကလေးကိုရောင်းဖို့ဖြစ်လာပါတော့တယ်။ကွမ်ရှစ်ကြောင့်လေးဘော်ကငါးဖမ်းမှတ်တမ်းတွေကိုတိမ့်ဆဲပြီးတော့လွယ်တာတွေကိုပုံးထဲကိုတိမ့်စီနေပါတယ်။ဇောက်တုတ်ထဲမှာတော့ကွမ်ရှစ်ကသူ့သားသမီးရဲ့မွေးနေ့ကိုမှတ်သားထားပါတယ်။ဒုံမြောင်ဆုံးရှုံးရတာတော့မှလေးရဲ့အတွေ့ပင်လယ်ကိုပြန်ထွက်သွားခဲ့တဲ့ကွမ်ရှစ်ဟာသူ့ရဲ့အနည်း၂၀ကိုသားဖြစ်သူတွေရောင်းစားပေးလိုက်တယ်လို့ပါပဲ။အဲဒါကတော့မောင်နှမတော်ကကိုကိုစားပြီးတဲ့အဖေရဲ့ကံဝတုံလေးကလေးပဲဖြစ်ပါတယ်။ ။ကွမ်ရှိတောက်စိတ်တက်ကြပြီးတော့မျက်ရည်တွေကျနေတော့မှစောင်းနောက်ကျောကစားအတွက်ကိုတွေးသွားခဲ့ပါလိမ့်။အဲဒါကတော့အဲဆုံးစီယာရခဲ့တဲ့ရန်ကွမ်ရှိတွက်ကဗျာဆိုတဲ့စာပဲလေးပါပဲ။အဲဆုံးကတော့သူဖြစ်နေတဲ့ခန်းစားချက်တွေနဲ့သူ့အတွက်ဖြစ်တည်နေကွမ်ရှိကိုကိုစားပြီးပြီးတော့ရေးပေးခဲ့တာပါ။ကွမ်ရှိရဲ့တီရှိမှုကအဲဆုံးနဲ့ချိုးမိန်စေခဲ့တာကြောင့်အဲဆုံးရဲ့နှလုံးသားကအမြဲတမ်းနှွေးဥရသည်ဖြစ်ခဲ့ရပါလိမ့်။အဲနောက်အဲဆုံးနဲ့ထပ်လဲလဲဖတ်နေတဲ့ကွမ်ရှိကိုစိတ်ဆိုးပြီးတော့អော်လိုက်ပါလိမ့်။ကွမ်ရှိကတော့သဘောကျလုံးလုံးပြုံးဖြီးနေပြီးတော့စားရဲကိုရေမှန်းတဲ့ကတ်ကပိုက်လိုက်ပါလိမ့်။ အဲ့တော့ကွမ်ရှစ်လည်းကြပြကောင်းစဉ်အာခဥဆိုတာကအခြေဥကိုပြောတာမလားလို့မေးလိုက်ပါလေအဲ့တော့ကွမ်ရှစ်ကပန်းကင်းကြီးရဲ့လဲပါအဲဆိုနောက်တစ်ချိန်ထပ်ပြီးတော့နိုင်ခဲ့ပါတော့တယ်စာအုပ်ပြန်ဖတ်နေတဲ့လက်ရှိကွမ်ရှစ်ကတော့နည်းနည်းလေးမှຫນွေဥလို့မထင်ရတာကိုဘာလို့ຫນွေဥလို့ရေးခဲ့တာလဲဆိုတာကိုစဉ်းစားနေတဲ့ဝမ်းနေနေတုံးပါပဲအဲ့တော့မှတော့ကွမ်ရှစ်ကပစ္စည်းတွေတည်လာရင်းနဲ့သူ့ရဲ့လေကလေးပေါ်ကဆင်းလာခဲ့ပါတယ်ကဲမှာတော့လေပါရှင်အစ်တဲ့သူမိသားစုဝင်တွေကလေကလေးကိုကြည့်ကျင်တာကြောင့်ရောက်လာခဲ့ပါတယ် ကွမ်ရှိလဲကလေးလေးကိုမြင်လိုက်တာနဲ့သူပင်လဲကပြန်လာတိုင်းကမ်းပေါ်မှာလာကြုံနေကြသူ့မိသားစုဝင်တွေကိုပြေးပြီးတော့သတိရသွားခဲ့ပါလေ။အနောက်ပိုင်းမှာတော့ကွမ်ရှိကလေနာမည်အမြန်ပေးမှအသားကြမှာမလို့စဉ်းစားပြီးလားလို့မေးလိုက်ပါလေ။လေပိုင်းရှင်အစ်စ်ကသူ့သမီးလေးနာမည်ဖြစ်တဲ့ဦးယောင်းဟိုကိုပေးဖို့အတွက်စိတ်ကူးထားကြောင်းပြောလိုက်ပါလေ။အဲကြောင့်ကွမ်ရှိလဲသူ့ရဲ့ဂုံမြောင်းဦးမြောင်းနဲ့ဒုံမြောင်းတို့ကိုစောင့်ရှောက်ခဲ့တဲ့ဒီလေကဦးယောင်းလေးကိုတေးချာပြုစုပြောထောင်ပေးမှလို့ပြောလိုက်ပါလေ။အနာမရပစ္စည်းတွေတိုင်းနဲ့ကွမ်ရှိကသူ့လေထွက်တဲ့နောက်ဆုံး၃နှစ်စာ ငါးဖက်မှတ်တမ်းကိုပိုင်ရှင်သည့်သုံးလို့ရအောင်လိုရမယ်ရပေးထားခဲ့ပါလေ။ဒွန်းနဲ့မေဖြစ်သူကအိုးမြောင်ကိုရဲစခန်းကနေပြန်ထုတ်လာပေးခဲ့ပါပြီ။အိုးမြောင်ကသူ့ကိုထုတ်ပေးဖို့ဘေးကနေပတ်စံတွေရှာလိုက်တာလေလို့အမေကမေးနေခဲ့ပါလေ။တိုက်ခန်းရောက်လာလည်းမဖြစ်နိုင်တဲ့ပြင်အမေဖြစ်သူကဘာပြန်မဖြေတာကြောင့်အဖေကလေအောင်လိုက်တာကိုရိတ်မိသွားပါတော့တယ်။အိုးမြောင်လည်းငိုယုံနေတဲ့အတွက်အဲဆွန်းကတားကိုချော့ပြီးတော့ဒီလိုဆက်ငိုနေအဖေလည်းငိုနေလိမ့်မယ်လို့ပြောလိုက်ပါလေ။အိုးမြောင်ကသူကဘာမှလည်းမဟုတ်ဘဲနဲ့ဘာလို့လေကိုရောင်းပြရတာလဲလို့မေးလိုက်ပါတော့တယ်။ အဲဆိုရင်အုံးမြောင်းကနံပါတ်1မလို့သာအခုလိုတွေအကုန်လုံးလုံပေးနေရလို့ပြောလိုက်တာပါပြီးတော့မိဘနှစ်ပါးအသားဖြစ်သူဘယ်လိုပဲဖြစ်ဖြစ်ဒီလိုနေရာမျိုးမှာမထားခဲ့ကျင်တာကြောင့်အဆင်ပြေလို့သာလုတ်ခဲ့ကြတာပါအဲဆိုရင်အုံးမြောင်းသူ့ကိုနာကျင်းအောင်အဖေပေါ်တော့မလုတ်ပါနဲ့လို့တောင်းဆိုလိုက်ပါတယ်ပြီးတော့ကွမ်ရှစ်တနေ့ကိုငါးကောက်စားတာလေတဘွားလုံးစာပေးမှန်းခဲ့တာကြောင့်ပဲလို့အဲဆိုကပြောပါတယ်အုံးမြောင်းတော့အဖေငါးဖမ်းနိုင်အမေလည်းဈေးမြောင်းနိုင်တော့တာဟာသူ့အပြစ်လို့ထင်နေခဲ့ပါတယ်အဲဆိုကသာတားဖြစ်သူကိုကောင်းကောင်းနေဖို့သာမှာပြီးတော့သူကတော့ဘာလို့လို့ဖြစ်ပါလဲလို့ပြောလိုက်ပါတယ် ကော်ပြီးတော့ထုတ်ကိုဘလောက်ပါလို့អော်ပြီးတော့မយ៉ាងရဲတဲ့စာပေမိမ့်မပြိုလေးကတော့ခုဆိုရင်ဈေးထဲမှာပြည်ကြီးငါကိုអော်យ៉ាងနေခဲ့ပါပြီအန်နာမှာတော့မီဆူစီကိုဖောက်တဲ့တောင်ရောက်လာပြီးတော့ပြည်ကြီးငါဝယ်ဖို့အကဲခတ်နေခဲ့ပါတယ်ဒါပေမဲ့ဖောက်တဲ့နဲ့ပါလာကလေးမလေးကတော့ချောတဲ့ NDC ကိုပဲသွားဖို့ဆုံးဖြတ်ခဲ့ပြီးအဲ့ဒါကတော့အဲဆုံးစီဖြစ်နေခဲ့ပါတယ်အဲဆုံးပြည်ကြီးငါကင်ကျွမ်းကျင်မှုကြောင့်ဖောက်တဲ့ကတော့မှအန်အုံးလို့နေပါတယ်အဲဆုံးကတော့သူကျင်စာဦးတော့ကဒီလိုတွေမလုပ်ခဲ့ရပဲသူ့ယောက်ျားအကုန်လုံးပေးတာဖြစ်ကြောင်းကိုပြောနေပါတယ် ။အဲဆုံးကဘယ်နေရာဘဲရောက်ရောက်ယောက်ျားဖြစ်သူနဲ့ပတ်သက်ပြီးတော့ကြွားလုံးထုတ်လေးရှိတတ်တာပါ။အဲနောက်မှာတော့အဲဆုံးပြည်ကြီးငါးကန်ဒီတို့မှသမီးကြီးကိုမြောင်စီကဖုန်းလာပါတော့တယ်။တွင်နဲ့အဲဆုံးကစိုးတက်ကတူတက်နေသမီးကိုပါလူပုံလဲမှာထပ်ပြီးတော့ကြွားလုံးထုတ်ပြန်ပါတယ်။အဲလိုနဲ့ကွမ်းရှိရောက်လာတဲ့ခါမှာအဲဆုံးကဈေးအောင်တဲ့လူတွေထဲမှာသူ့ကလေးတွေကသာနေတိုင်းထမင်းစားပြီလားဆိုတော့ဖုန်းဆက်မိသားကိုကြွားပြန်ပါတယ်။အဲဆုံးကတော့ချင်းတွေကိုစိတ်ပြစရာကောင်းနေအောင်အိမ်အောင်တဲ့ယောက်ျားရှိလို့ဂယုမဆိုင်ကြောင်းကိုပြောနေခဲ့ပါလေ။အဲနောက်မှာတော့ကွမ်ရှိကပစ္စည်းတွေတိတ်နေမျက်ရည်ကျနေပြန်ပါလေ။ ။အဲဆိုရင်သူ့ယောက်ျားအခုလောစိတ်တက်ကြပြီးတော့ခဏခဏငိုနေအောင်သတိထားမိလာပါလေ။တကယ်တော့ Gwan Shik ကအရင်ကအဲဆုံးတောင်းထားတဲ့ဂရီသုံးကိုမဖြည့်ဆည်းပေးနိုင်တဲ့ဖြင့်အခုလဲဈေးထိုင်ရောင်းခိုင်းမိတာကြောင့်ကိုကိုအားမလို့အားများဖြစ်နေကြတာပါ။ဒီတိုင်းပဲအဲဆွဲဘွားကိုလူယူမိခဲ့တာလို့သာတွေးနေပြီးတော့အဲတုန်းကသူ့ကိုငင်းခဲ့တဲ့နဲ့ Gwan Shik ကပြောပါလေ။အဲဆွဲကသူမိပါမဲ့ဖြစ်ပေမဲ့ Gwan Shik ကပဲရှိပေးခဲ့ပြီးတော့ Gwan Shik သာမရှိခဲ့ရင်ရှက်လုံးလို့ပုံနေကြမှာပဲလို့ပြောလိုက်ပါလေ။အဲ့တော့အဲဆိုကွန်ရှစ်ကိုဘာလို့အပြင်းမမဲ့အသက်ကြီးလာပြီးစိတ်ကမြင့်ကျက်သေးရတာလဲလို့မေးလိုက်ပါတော့တယ် အလုံးနဲ့အိမ်ရောက်တဲ့အခါမှာဟွန်းစုကယောက်ျားစီကလည်းမျက်နာလေးခရီးနီယာထားတာကြောင့်အဲဆုံးကစအနောက်နေပါလေ။ကွမ်ရှိကလည်းသူ့ချွေးမကိုဘာလို့စပင်းမကောက်တော့လဲလို့မေးတဲ့အခါပတ်စံချောင်းလိုပြန်ဖြေတာကြောင့်မျက်နာပြတ်သွားခဲ့ပါလေ။အလုံးနဲ့အဲဆုံးကအုံးမြောင်းအတွက်ဟွန်းစုဖွက်ထားတဲ့ကြောက်လေးကိုတွေ့ပြီးတော့ကွမ်ရှိလည်းကြိုက်တတ်တာကိုပြောနေခဲ့ပါလေ။ပြီးတော့အုံးမြောင်းလည်းညသာစားတဲ့ချိန်တူစားဖို့ပြန်လာခိုင်းမှလို့အဲဆုံးကမှားပါလေ။အနောက်မှာတော့ဟွန်းစုကကြောက်လေးပကန်းနဲ့မျက်နာလေးခရီးနီယာထားတာကြောင့်ထမင်းမစားတော့ဘဲအခန်းထဲကိုဝင်သွားခဲ့ပါလေ။ အဲဆွမ်းကသူတို့ချွေးမှလည်းတမိဂုံမြောင်လိုဖြစ်လာပြီလို့သာပြောနေခဲ့တာပါအန်နမာရဟင်းစုကဘီယာကြိုက်တက်တာကြောင့်ကွမ်ရှစ်ကသူ့အတွက်ကတ်လိုက်ဝဲပေးထားတာကိုတွေ့သွားခဲ့ပါလေအာဒမ်ဟင်းစုလည်းယူလာမိတဲ့ကြောက်လေးပကံကိုင်းကကွမ်ရှစ်ထိုင်းနဲ့သမင်းစပွဲစီကိုပြောင်းလာခဲ့ပါလေကွမ်ရှစ်ကတော့ဂျေးကြီးကိုသူတို့တိတ်လိုက်ပြီမလို့ဘာလို့မအိတ်သေးတာလဲလို့ချွေးမှကိုမေးနေပါလေအန်နမာရဟင်းစုကကွမ်ရှစ်နဲ့တူအရလာတောင်းရင်းနဲ့ဖုံးကွယ်မိထားတဲ့အုံမြောင်ကိစ္စကိုထုတ်ပြောလိုက်ပါတော့တယ်အန်နမာရကွမ်ရှစ်ကမီးလေးကိုခေါ်လာပြီးတော့ဘူဆန်းကီနဲ့လာပြီးတွေ့ပါတယ် ီးတော့ ग्वान ရှိကမီးကိုတွေးချင်သူ့ကိုပြောဖို့နဲ့ခေါ်လာပေးပါမယ်လို့ပြောလိုက်ပါတယ်။ ग्वान ရှိကတော့အထီးကျန်တဲ့ဘူဆိုင်ကီကိုပင်မောင်ထမသွားရတော့အောင်လို့စကားတွေအများကြီးထိုင်ပြောပေးနေခဲ့တာပါ။ဓမ္မမာတော့ဟျွန်းစုအမေကဘူဆိုင်ကီမိဘတွေစီကနေလိန်မောချန်ကိုအမွေရလိုက်ပါတယ်။ဘူဆိုင်ကီအမေကတော့သူ့နဲ့အိမ်နာဝင်းတပုံစံနဲ့တူနေတဲ့ချွေးမောင်ကိုတနာတာကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုလိန်မောချန်အမွေပေးခဲ့တာဖြစ်ပါတယ်။အဲနောက်မှာတော့အမေဆူလာခံပြီးတော့ထွက်လာတဲ့အုံးမြောင်းကိုအဖေကမြင်သွားခဲ့ပါတယ်။အာကြောင့် ग्वान ရှိကလက်ထဲမှာပါလာနွားနို့ဘူးကိုအုံးမြောင်းအိတ်ကတ်ထဲကိုထည့်ပေးလိုက်ပါတယ်။ နောက်တည့်မှလည်းအုံမြောင်းအောင်စီရင်ပေးပြီးတော့အပြင်သွားပြန်ပါလေ။အဲဆုံးကတော့စူနေပေမဲ့ကွမ်းရှိကသူခွာနေတဲ့တည့်ရည်သည်ပူပူလေးတွေကိုတားဖြည့်သူအိတ်ကတ်ထဲကိုထည့်ပေးပြန်ပါလေ။ပြီးတော့ကွမ်းရှိကအပြင်မှာတားအေးတာကြောင့်ခဏတာလဲပတ်ပြီးပြန်လာဖို့တားကိုမှားလိုက်ပါလေ။အဲနောက်မှာတော့ကွမ်းရှိကတားဖြည့်သူကိုပရင်ပေါက်ကနေထွက်ကြည့်နေပါလေ။အုံမြောင်းလည်းတားရောက်ရောက်တာနဲ့အိတ်ကတ်ထဲကအဖေပေးတဲ့တည့်ရည်သည်လေးတွေကိုလက်နဲ့ပုတ်ကအနှွေးထက်ယူနေခဲ့ပါလေ။တကယ်တော့ကွမ်းရှိညာတိုင်းကြားနေရတဲ့ကောင်းညှိမှုတည့်ရည်သည်မှုရောင်းတဲ့အတန်ဟာတားဖြည့်သူရဲ့အတန်ဖြစ်နေရကြောင်း စိတ်ထဲမှာလစ်လူရှုမထားနိုင်တော့ပါဘူး။အညာတော်ကဟင်းစုကသူတို့ရက်ွက်ထဲကိုတည့်ရသီးမုတ်လာမြောင်းတာကအုံမြောင်းရောင်းနေတာကြောင့်ပဲလို့ပြောလိုက်ပါတော့တယ်။ထောင်ကနေထွက်လာတာဖြစ်လို့ဘယ်သူကမှအလုံးဝင်မို့လက်မခံတာကြောင့်အုံမြောင်းမုံရောင်းတဲ့အနေထားကိုရောက်သွားရပါလိမ့်။အဲဒါကြောင့်အေးတဲ့နေရာမှာ6နာရီ9နာရီလောက်လှည့်လေပြီးတော့ရောင်းနေရတာကိုဟင်းစုကတော့သဘောမကျဘူးလို့ကွမ်းရှစ်ကိုပြောပြကငိုနေခဲ့ပါလိမ့်။ပြီးတော့မူးနယ်လူတွေနဲ့တွေ့ရင်အုံမြောင်းအနိုင်ကျင့်ခံပြီးတော့ကောင်းချင်းမုံထဲတဲ့ပုံကိုခြေထောက်နဲ့ကန်နာပါခံရတဲ့အထိဖြစ်လာခဲ့တာပါ ဒါပေမဲ့အချို့ဝဲသူတွေကလည်းတိုက်ဘော်ဒီခေါ်ပြီးတော့မုတ်တစ်ခုလောက်ဝဲစားပြီးတော့အမိုက်လွတ်ပြစ်ခိုင်းတဲ့ထီကိုကြုံခဲ့ရပါလေ။ကွမ်ရှဲလည်းအိုးမြောင်အိမ်တော်ဦးစီးမလို့လောက်ရတာဖြစ်ပြီးတော့ဒီတိုင်းတော်တယ်လို့သာပြောပေးဖို့ဟွန်းစုကိုဖြောင်းဖြားလိုက်ပါလေ။တကယ်တော့ကွမ်ရှဲကချွေးမောက်သားစကားနဲ့နှစ်သိမ့်နေခဲ့ပေမယ့်နှလုံးသားတစ်ချမ်းကတော့တိတ်တဆိတ်ပြိုကျနေခဲ့ရပါပြီ။အဲနောက်မှာတော့အိုးမြောင်ကရေနဲ့ငါးဖန်းလီပေါ်လိုက်သွားပြီးတော့အဖေလီတို့ကပတ်စံနေပြန်ရှာပေးနေခဲ့ပါလေ။အန်ရီအများလွန်တာကြောင့်ဟွန်းစုကတော့သူ့အဖေကိုရှာပေးဖို့တောင်းဆိုပြီးမရှာပေးရင်တတ်သိမယ်လို့ချိန်ချောင်းနေပါလေ။ အဲနောက်မီဆုကမြင်လိုက်တာကြောင့်အဲဆွန်နဲ့သတင်းရတဲ့အချိန်လေစိတ်ကိုလိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲလိုနဲ့အဲဆွန်ကသားစီကိုပြေးသွားရင်းနဲ့ဒုံမြောင်တော့ကလို့ခန်းစားတယ်မျိုးပြန်ရလိုက်ပါတယ်။ကွမ်ရှက်ကတော့အဲဆွန်ကတော့မဆောင်တော့ပဲသူ့သားကိုမိဖို့အမြန်ကြော်တက်ပြီးတော့ပြေးသွားပါတယ်။အဲဆွန်နဲ့သားကိုပင်လယ်စီသွားခိုင်းလို့မဖြစ်တာကြောင့်သူ့စီပြန်ခေါ်လာပေးဖို့ငိုပြီးတော့ယောက်ျားကိုလှမ်းပြီးတော့អော်ပြောနေပါတယ်။အဲနောက်မှာတော့ကွမ်ရှက်ကရေနဲ့ငါးဖန်လီနဲ့ဆက်သွယ်ပြီးတော့ပြန်လှည့်လာဖို့နဲ့ဓာတ်စီဖို့ပေးမယ်လို့ပြောနေခဲ့ပါတယ်။ အဲ့ချိန်မှာဘူဆန်းကြီးရောက်လာပြီးတော့ဓာတ်စီကောင်နှစ်ဆပေးမယ်လို့ဝင်ပြောလိုက်ပါတယ်။ဒုနဲ့သင်းမောကပြန်လှည့်လာပြီးတော့အုံမြောင်းလဲကဲမောကိုပြန်အောင်လာခဲ့ပါတယ်။လေးတကြီးကတော့ကွမ်ရှိကတားကိုဖန်လုံရင်နဲ့မွေးထားသလိုမွေးထားကြောင်းတစ်ချိန်လုံးအန်ဒီတာကိုပြောပြလိုက်ပါတယ်။အဲ့နောက်ကွမ်ရှိကတားဖြစ်သူအထုပ်ကိုကိုင်ပေးပြီးတော့လက်ကိုဆွဲကပြန်ခေါ်လာခဲ့ပါတယ်။ဘူဆန်းကြီးလည်းရောက်လာပြီးတော့ဈေးလျှော့ပေးဖို့နဲ့ကလေးကိုတင်ခေါ်သွားတဲ့ကိစ္စကိုပါပွက်လို့ရနေခဲ့ပါတယ်။အဲ့နောက်ကွမ်ရှိကရင်းနဲ့ငါးဖန်သင်းမောကအန်နဲ့များတာကြောင်းအเจ้าမျိုးနဲ့တေကြတာလို့သားကိုပြောပြနေပါတယ်။ ။ဝန်မြောင်လည်းအဲ့လိုပင်မန်းတော်အဖေကဘလို့များလှုပ်ခဲ့တာလဲလို့ပြန်မေးလိုက်ပါတယ်။ကွမ်ရှာတော့ပြန်မဖြေတော့ပဲပင်လေကိုသွားရင်အမေဖြစ်သူပဲတရားလိုက်မယ်လို့ပြောနေခဲ့ပါတယ်။ဝန်မြောင်အဖေဖြစ်သူရဲ့လေကိုပြန်ဝင်ပေးချင်တာကြောင့်သာရေနဲ့ငါးဖန်းလေးကိုလိုက်တာလို့ပြောလိုက်ပါတယ်။ဒါမဲ့ကွမ်ရှာကတော့သူလေမလိုက်ရလဲဖြစ်တာကြောင့်ဝန်မြောင်သာလေမစည်းဖို့မှာနေခဲ့တာပါ။အဲ့နောက်မှတော့ဝန်မြောင်ကအောင်ချင်းမုံရောင်းတဲ့သူကိုအားလုံးကအဖေပေါ်ကောင်းပေးဖို့ပြောခဲ့တာကိုပြန်ပြောပြပါတယ်။တကယ်တော့ဖေဖေသူနဲ့ရောက်ခရီးကစီစဉ်ပြီးတော့ဝမ်9000ကနှစ်ယောက်သားတိုက်ခန်းအမျိုးသီးအသင်းနဲ့ ပင်ပောင်ဘားကိုသွားပြီးတော့သူ့ကောင်းချင်းမုံကိုဝယ်စားခိုင်းခဲ့တာပါအဲတုန်းကပူဆိုင်ကီနဲ့ဂွမ်ရှိတို့ကမီးလေးနဲ့တွေ့နေတားအကြောင်းစကားပြောပြခဲ့ကြပါလိပူဆိုင်ကီကတော့ဂွမ်ရှိကိုမုံခဲ့တော့ကသူ့လေပေါ်ဆဆီးတော့အဲဆုံးထည့်ပေးတဲ့ပန်းထမင်းမှုကိုကင်ပြီးညောက်ကြွားကြွားနဲ့လာကလေးကဘုံနေခဲ့တာပါပြီးတော့ပူဆိုင်ကီကဂွမ်ရှိကကန်ကောင်းပြီးတော့ချွေတာတက်တဲ့မိန်းမကိုယာထားတာကြောင့်သူအမြဲတမ်းမနာလိုဖြစ်ခဲ့ကြအောင်ပြောပြပါလိတကယ်တော့မိမကျေးဇူးတော်မဟုတ်ပဲဂွမ်ရှိကသူနဲ့မတူပဲကွာခြားနေအောင်ပူဆိုင်ကီနောက်ဆုံးမှတီးသွားခဲ့ပါလိ။ အနောက်ဘူဆိုင်ကီကအုံးမြောင်းကိုခေါ်သားတဲ့လှေပေါ်တက်ပြီးတော့မဖယ်ပေးပဲသွားတက်ထိုင်နေခဲ့ပါလေ။ကွမ်ရှစ်ကတော့အဲဆိုးငိုနေရာကြောင့်အမြန်လာဖို့သူသားကိုခေါ်နေခဲ့တာပါ။အနောက်အဲဆိုးကငိုယိုပြီးတော့အပြေးရောက်လာရင်နဲ့သားကိုထုရိုက်ကပြောဆိုနေခဲ့ပါလေ။ကွမ်ရှစ်ကတော့အုံးမြောင်းကိုချက်ချင်းအမေကိုတောင်းပန်ဖို့ပြောပေမယ့်အဲဆိုးကတားပြီးတော့သူမှားတာပါလို့သာပြောလိုက်တာပါ။ပြီးတော့အဲဆောင်းကငိုနေတဲ့သားဖြစ်သူကိုတောင်းပန်ပြီးနေတိုင်းဝတ်သားပြားကြော်ကျွေးမယ်လို့တတို့တို့ပြောနေပါတော့တယ်။အဲနောက်မှာတော့သားမိတွေဖတ်ပြီးတော့ရှာကြီးနေငိုလိုက်ကြပါတော့တယ်။ အဲလိုနဲ့အုံးမြောင်းကိုကွမ်ရှိရဲ့နောက်ခံနဲ့ကွမ်ရှိတတိကအလုတ်ခန့်လိုက်ပါတယ်။အဲလိုနဲ့ထောင်စုနဲ့အစ်စ်ဖြစ်ပြီးတော့2009နှစ်ကိုတောင်ကူးပြောင်းရောက်ရှိလာခဲ့ပါပြီ။အဲစွန်းနဲ့ကွမ်ရှိတို့ကတော့1950ကတည်းကအတူရှိခဲ့ကြပြီးအခု2009နှစ်မှာလည်းအတူတူရှိနေကြတုံးပါပဲ။အဲစွန်းတော့မိသားစု၄ယောက်စလုံးအလုတ်ရနေကြအောင်သူတို့တို့ကဒီနှစ်ကတော့တခုထူးခြားမှာပဲလို့ပြောကာရီမောနေကြပါလိမ့်။တမမာတော့ဂုံမြောင်းကစီးပွားရေးလုပ်ဖို့ယောက်ျားဖြစ်သူနဲ့အကြံဉာဏ်စဉ်းစားနေပြန်ပါလိမ့်။ယောက်ျားတော့အဖေလိုမျိုးလိုလေသေးမရှိဖြည့်ဆည်းပေးနေအောင်ဂုံမြောင်းကတော့ကိုပိုင်စီးပွားရေး အသိစားဖို့ကိုစဉ်းစားနေပါတယ်။အဲနောက်မှာတော့ဟင်းစုအမေကလည်း IMF ကြောင့်အကောင့်ထဲကအစိုးရင်မောင်းလိုင်စင်အောင်သွားခဲ့တာပါ။အဲလိုနဲ့အဲဆုံးကရောက်ကမနဲ့အဲအကင်းချုပ်နေတော့ရောက်ကမကတော့အဲဆုံးဘွားကိုအားကြသလိုမျိုးပြောလာခဲ့ပါတယ်။ရောက်ကမတော့အဲဆုံးလိုဘွားမျိုးနေရလို့ရှိရင်ကြပြာရေးလောက်တယ်လို့ပြောပါတယ်။ပြီးတော့ရောက်ကမအရင်ကတည်းကအဲဆုံးကကြပြာမကြပြာဖြစ်နေတာကိုဘာလို့ခုဆက်မြေးရတာလဲလို့ရုတ်တရက်မေးလိုက်ပါတယ်။ရောက်ကမတော့သူသားအဲဆုံးဘွားမှနေကြွားလုံးထုတ်တဲ့အနေနဲ့ကြပြာအပုတ်တရားလောက်ရေးပစ်လိုက်မှလို့ပြောလိုက်ပါတယ်။ အလုံးနဲ့အဲဆုံးကသမီးပေးခဲ့တဲ့စာအုပ်ကိုထုတ်ပြီးကဗျာစာရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တပတ်မှလည်းကွမ်ရှိကမိန်းမနဲ့သားသမီးတွေတို့အခွင့်အရေးတစ်ခုကိုလက်လုံးမခံဖို့ဆုံးဖြတ်လိုက်ပြီးစာရွက်ပေါ်တစိမ့်ထုလိုက်ပါတယ်။ဂျိုးနဲ့ကဗျာတွေကိုရက်ခဲ့တဲ့အဲဆုံးဟာစာပေမိမ့်မပြိုအဖြစ်နဲ့တလဲပြန်ရောက်ရှိလာခဲ့ပါတော့တယ်။ ကဲပါဒီနေ့ပိုင်းလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်နေ့မှနောက်ထပ်အပိုင်းသစ်နဲ့ပြန်လည်ပြီးတော့ကျွန်တော်တွေ့ဆုံပါမယ်ဆိုတော့ channel ကို subscribe လုပ်ပြီးနောက်ခေါင်းလုံးနှိပ်ပြီးထားကြပါနောက်ထပ်ဒီလိုမျိုးပဲရုပ်ရှင်စကားကောင်းများစွာလို့ recap အနေနဲ့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြဖို့လည်းတပါးလေးဖိတ်ခေါ်ပါရစေဒီနေ့မှအချိန်ပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်များတယောက်ချင်းတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ